ောနော်သူတကြီးရွယ်တွေကလေးတွေသူတို့ကိုပင်ဆောင်မိခင်တွေဟိုတာကဲထုတ်ပေးပါတဲ့ကဲထုတ်ပေးပါတဲ့အဲ့ဒီအကျံဖက်တွေနဲ့တူတွေကိုတွေချမှာပါတဲ့တူတွေကိုတွေတိုက်ပါမယ်တဲ့နော်အဲ့တော့ဒါလောက်ခံယူချက်ကောင်းပြီဆိုကြရဲအဲ့မှာရှိတဲ့စေသားတွေရဲတွေရတဲ့စိတ်ဓာတ်ကတကယ်ပြင်းထန်တဲ့လူတွေပါဘာလို့ ਆ လဲဆိုရင်ပံ့ပိုးမှုထောက်ပံ့မှုတွေပဲလိုအပ်တာပါနော်ပံ့ပိုးမှုထောက်ပံ့မှုတွေပဲလိုအပ်တာပါသောသောကငကပတ်တောင်နေဘာတောင်နေမှာကသူတို့ခြေကုပ်ပြီးမှနေရာယူထားတယ်။အဲဒီနေရာတွေကိုဘာလုပ်ရမှာလဲ ဘာလို့ရမှာလဲဒါပဲပေါ့အကြည့်ရတော့เนาะဘာလို့ရမှာလဲပေါ့เนาะအဲ့တော့ဦးစင်းတော့ကလည်းအရှိကိုအရှိအတိုင်းပဲပြောတာပါဗျာဗဒစိတ်ပဲတခါလေကြတော့လူကြီးတွေကဒီလိုအမှန်တရားတွေပြောရင်မကြိုက်ဘူးဗျာအလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စကိုင်းတိုင်းစီဖြူကုန်းတိုက်ပွဲမှာအီရန်ကဲ့သို့ခလုတ်နေတုံးတွေထုံမတုံးရင်မလွယ်တော့ဘူးလို့ပောက်ကူတော်ပြောပြလာတဲ့ရုပ်တံတွေအပြင်ညောင်ကားရှိစစ်စေးကိမ်းမှာအမျိုးသမီးနဲ့ဦးပစ္စတိုတွေနဲ့ဖန်ခံရတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးသွားမှာမို့အဆုံးထိနာဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ပါအောင်ခင်ဗျာ ပဲခူးတိုင်းဝေါ်မျိုးနဲ့ညောင်ခါရှိစစ်ကောင်စီစစ်စေးရေးကိန်းမှာအမျိုးသမီးနဲ့ဦးကစ္စတိုတနတ်တွေနဲ့အတူဖမ်းဆီးခံရတယ်လို့ဒေတာခန့်တွေစီကသိရပါဗျ။ဇွန်28ရက်နေ့နေ့3နာရီကျော်ခန့်မှာကြိုက်ထိုဘက်ကနေဝေါ်ဖက်ချန်းကိုမောင်းလာတဲ့တက္ကစီရုပ်တစီးကိုစစ်စေးရေးကိန်းရောက်ခွဲဆက်ကိုဖျက်ခိုင်းပြီးစစ်စေးရာကားထဲမှာလက်နက်တွေတွေ့ပြီးဖမ်းခံရတာလို့ဆိုပါဗျ။ အမျိုးသမီးနှစ်ယောက်ကကယ်ရီတယ်လာတဲ့ရန်ကုန်ရောက်ကိုရမှာဖျားသုံးစုကနေတယ်လာတာတလက်တဲခဘတ်6500ရရတယ်သူတို့ကိုယ်တိုင်အယောင်းဝယ်လောက်တာဖြစ်မယ်လို့ဖြစ်စုကိုသိရှိတဲ့ဒေတာခန့်တူကပြောပါတယ်လက်နက်တဲဆောင်လာသူအသက်40ကျော်ရွယ်နဲ့20ကျော်ရွယ်အမျိုးသမီးနှစ်ဦးတက္ကစီယုံမောင်စုံမင်းအောင်တို့ကိုတော့စစ်ကောင်စီဘက်ကချက်ချင်းဖမ်းဆီးပြီးဝေါမျိုးမရဲစခန်းဘက်ကိုခေါ်သွားတယ်လို့သိရပါတယ် စစ်ကောင်စီထောက်ခံတဲ့ Lee Grant တွေမှာတော့မြောင်ကားရှိစစ်စေးကိတ်မှာတက်စီရောက်ကိုစစ်စေးရမှာဒစ်စတိုတနက်16လက်ကြီးအိမ်38ခုနဲ့ကြီးအများပြားကိုဖမ်းမိထားတယ်ဆိုပြီးရေးသားဖော်ပြထားပါတယ်။ပြီးခဲ့တဲ့မတ်၁၂ရက်ကလည်းမြောင်ကားရှိစစ်စေးကိတ်မှာဆိုင်ကယ်မောင်းနေလာသူတဦးကိုလည်းဆိုင်ကယ်ကဘာတွေအောက်မှာတဲဆောင်လာတဲ့ဒစ်စတိုတနက်16လက်ကြီးဆန်တွေ့ပြီးစစ်ကောင်စီတပ်တွေကဖမ်းဆီးခဲ့ပါသေးတယ်။ဟုတ်လားပါဗျ။ ီနေ့28ရက်6လပိုင်း2025ဖြစ်ပါတယ်ဗျဒီနေ့ဥစဉ်ပါပြောချင်တာလဲဆိုပြီးစကိုင်းတိုင်းဇီဘုံဇီဘုံရွာရဲ့အကြောင်းလေးကိုပြောချင်ပါတယ်ဗျာနော်ဇီဘုံတရွာကအရှင်ဖျားရဲ့တပည့်တော်ပလဲကဘကဘသူဘသူပေါ့နော်ပလဲမျိုးနယ်ကဇီဘုံရွာအကြောင်းလေးပြောချင်လို့ပါဗျာတဲ့ဖုံးခေါ်လို့လည်းမရဘူးစာမှုလိုက်လို့အစဉ်ပြေလားဗျာတဲ့အဲ့တော့ဇီဘုံရွာကိုတဲ့ PLA အဖွဲ့ကကောင်တွေက18ရက်နီးပါး 18ရဲ့နိဗ္ဗာန်နေတိုင်းကိုတော်ဘုံဒုံမီဘုံမီပေါ့ချနေရဖရားတဲ့မီလောင်ဘုံတွေပေါ့နော်ပါလို့ရွာရဲ့တုံးချိုးတချိုးပဲကြံပါတော့တယ်ဖရားတဲ့ဒီနေ့ဆိုရင်ဆေးဖြန်းဘုံတွေပါချလို့ရွာတဲကတက်ကြီးရွယ်တွေကိုဝင်ဆောင်မျိုးသမီးတွေမူပြီးအန်ကြပါတယ်ဖရားတဲ့ဒုံမီတေးကလည်းအစီအုပ်တရာလောက်ရှိတာကိုတဲ့တရာလောက်ရှိတာကိုပေါ့နော် အာဒီအုတ်တောင်လောက်ရှိတာကိုတောင်းတဲ့ဖောက်ဝင်ပါတယ်ဖရားတဲ့မြေကြီးပေါ်ကြရင်တဲ့တပေကျော်လောက်ကိုနေပြီး120ဘုံဒီအမျိုးသားတွေနဲ့ပါချတာပါဖရားတဲ့အဲ့ဒီချိန်ရွာပတ်လည်းမလဲတဲ့ပြစ်ချင်းတွေတုတ်ခုနေပြစ်ချင်းတုတ်ချင်းတွေတူပြီးချင်းကပ်နေကြတာပါဖရားတဲ့တောက်ရှိနေတဲ့စစ်ကြောင်းကလည်းအဲ့ဒီဖက်ကမတိုးနိုင်ဘူးဖရားတဲ့ရန်သူအင်အားကပလဲပဓာတ်တွေမပါတော့မှ9000ကျော်မှရှိနေပါတယ်နောက်ထပ်စစ်ကူထပ်ဖို့နိုင်ထပ်ဖို့နိုင်ရင်ပေးနိုင်မပေးနိုင်ရင်ပေါ့နော် အမတီရွာဇီဘူးကုံရွာအနောက်ဘက်မှာနဂမတောင်ရောဆိုတာရှိပါတယ်ဗျာတဲ့အဲ့ဒီတောင်ခြေတွေမှာပေါ့အဓိကအခိုင်အမာနေရာယူပြီးနေထိုင်ရတယ်ပေါ့နော်ရန်သူတွေကဒကြောလုံးကိုပေါ့နော်ဒကြောလုံးကိုပေါ့ဗျာဘလို့ဘလို့ပေါ့နော်မြေမြေမှာမရှိရှိကြနဲ့ရင်ဆိုင်လုံးနေရတာကိုအထက်ကအပြစ်ပြောဘယ်လုံးနေကြတယ်ဗျာတဲ့တကယ်တော့လက်နဲ့တွေကတပည့်တော်တို့အရင်တုန်းကတိုက်စစ်ဖွင့်ခဲ့တုန်းကထက်နော်သာပါလားအဲ့တော့ကာတော့စခန်းလဲအဲ့လိုဖြစ်တဲ့ခါဗျာတဲ့မြေမြေမှာတက်ရောရဲရောက စိတ်တက်ခံယူချက်တွေကကောင်းကြပါတယ်ဖရားတဲ့မတက်တာလို့တာစုပ်ပေးလိုက်ရတာပါဖရားတဲ့အဲ့ဒီနေရာတွေလည်းစုပ်ပြတ်နေပါပြီတဲ့အထက်ကပြန်ရဖို့ပဲတွင်းအားပေးခိုင်းနေစစ်တဲ့တွေကိုတော်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 လေးထိခိုက်တယ်ပေါ့ဗျာရန်သူကိုအရန်ထင်သေးကြတယ်ပေါ့နော်ဒီအထက်ကလူကြီးတွေရပေါ့နော်အပေါ်ကနေပဲခိုင်းကြတယ်ရန်သူအရန်ထင်သေးကြတယ်ပေါ့ဒီဒီရပိုင်းတပြုလို့စီကိုပေါ့နေပြီးစေချောင်းထိုးပြီးရှင်းနိုင်မှလားအဆင်ပြေလိုက်ပဲဖရားတဲ့အဓိကတော့နောက်ထပ်စစ်ကူလဲပလဲမျိုးကနေစေချောင်းထိုးလှုပ်ရှားစေခြင်းတယ်ပေါ့နော်ဒါကတော့ ့ဦးစင်းကတော့ပြောလိုက်ပါတယ်မနေ့တေချာပြောပေးပါမယ်တကားတော့တိုင်းမှုစီလဲဦးစင်းပို့ထားပါတယ်လို့ပြန်ရေးလိုက်တယ်တပည့်တော်လဲတဲ့တရင်ပို့တရင်ပို့ထားပါတယ်ဖရားတဲ့ဇီဝကုံရွာသားတွေကတပည့်တော်ကိုဖုတ်ဆက်ပြီးကလေးတွေကိုဝင်ကိုဝင်ဆောင်တဲ့အမျိုးသမီးတွေတကြီးပြေဦးတွေကိုဒါကဲထုတ်ပေးပါတဲ့ပြည်သူစီတွေကတူတီကိုတီချပါမယ်တဲ့ပြောချင်တာကဇီဝကုံရွာကနေစင်တဲ့ဒါတော့မိလောင်ပုံတွေချတယ်ဒီဆေးဖြန်းနဲ့ငူးကြိုက်ပြီးမှဒီလက် ဓာတုဓာတုဗေဒဆေးတွေပေါ့အပေါ်မှာနေဖြန်ချတယ်ပေါ့နော်ဒါဒီ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  PDF ဗရက်တွေအကျမ်းဖက်တွေ DDR ဟိုဟာတွေအတူတူအကျမ်းဖက်တွေပေါ့ဗျအကျမ်းဖက်တွေချတယ်ချတယ်အဲ့မှာတကြီးရွယ်ဦးတွေတကြီးတဲ့ကိုဝင်ဆောင်မိကတွေကပြုတ်အံပြီးမှနေရတယ်တဲ့အဲ့တော့ဇီဝကုံရွာကပြည်သူစစ်တွေရွာလူရွာသားတွေတချို့ကတော့တိုင်းမျိုးကိုငြိမ်းချမ်းစေခြင်းနဲ့ပြည်သူတွေကဘာပြောလဲဆိုရှင်ပြရတယ်ဟိုနော်သူတကြီးရွယ်ဦးတွေကလေးတွေသူတို့ကိုဝင်ဆောင်မိခဲ့တွေဟိုတာကဲထုတ်ပေးပါတဲ့ကဲထုတ်ပေးပါတဲ့ အဲ့ဒီအကြမ်းဖက်တွေနဲ့တူဒီကိုတွေချမှာပါတဲ့တူဒီကိုတွေတိုက်ပါမယ်တဲ့နော်အဲ့တော့ဒါတော့ခံကြကောင်းပြီဆိုကြရဲအဲ့မှာရှိတဲ့စစ်သားတွေရဲတွေရတဲ့စိတ်ဓာတ်ကတကယ်ပြင်းထန်တဲ့လူတွေပါဘာလို့ວ່າလဲဆိုရင်ပံ့ပိုးမှုထောက်ပံ့မှုတွေပဲလိုအပ်တာပါနော်ပံ့ပိုးမှုထောက်ပံ့မှုတွေပဲလိုအပ်တာပါသို့သော်ကငကပတ်တောင်းနေဘာတောင်းနေမှာကလူတို့ခြေကုပ်ပြီးမှနေရယူထားတယ်အဲ့ဒီနေရာတွေကိုဘာလုပ်ရမှာလဲဘာလုပ်ရမှာလဲဒါပဲပေါ့အကြီးရတော့နော်ဘာလုပ်ရမှာလဲပေါ့နော် အဲ့ဥစဉ်တော့ကလည်းအရှိကိုအရှိအတိုင်းပဲပြောတာပါဗျာတသက်စီပဲတခါလေကြတော့လူကြီးတွေကဒီလိုအမှန်တရားတွေပြောရင်မကြိုက်ဘူးဗျမကြိုက်ဘူးမကြိုက်ဘူး။ဟောအထက်ကလူကြီးတွေတိကျမှာလူတို့တွေကသေလောက်အောင်ကြောက်တယ်ဗျနော်ဥစဉ်တော့ကလည်းခင်ဗျားတို့ကဒီတဲ့င်းနေမတူလားတိရတိတိကြီးနဲ့ခင်ဗျားတို့ကလည်းနေနေကြတာမတူလားဆိုတော့တိကြတာပဲဒီနေရာမှာဘလူဘလူဘာရှိရဆိုတော့ခင်ဗျားတို့လည်းတိတယ်အဲ့တော့ဥစဉ်တော့ကပြောလိုက်လို့ရှိရင်လည်းခင်ဗျားတို့ကကျွတ်တူကိုအပြစ်ပြောဦးမယ်ကျွတ်တူကမပြောပြရင်လည်းအောက်ကအောက်ခြေတွေကမတူဘူးနော်အောက်ခြေတွေကမတူဘူး အဲ့တော့ဦးစင်းတို့ကအထက်ကနတ်သက်ကတာဝန်ရှိ ပုဂ္ဂိုလ်လူကြီးကြီးတိအောင်ပြောရမှာမပြောရင်လည်းခင်ဗျားတို့ကအဆင်အဆင်လိမ့်နေကြတာအဲ့လိုအဆင်အဆင်လိမ့်နေလို့အဆင်အဆင်ညာနေလို့စစ်တိုက်တိုင်းလဲနော်စစ်တိုက်တိုင်းလဲအောက်ကလူကြီးခံနေရတာအဲ့တော့အဆင်အဆင်လိမ့်လို့မရအောင်အဆင်အဆင်ညာလို့မရအောင်ရှေ့လျှောက်ပြီးမှဦးစင်းတို့စစ်မြေပြေကပို့တဲ့ဒီလူတွေရဲ့နော် တက်မလို့ရာရှိတွေရဲ့အတန်တွေရဲတွေရဲ့အတန်တွေပြည်သူတွေရဲ့အတန်တွေကိုရှေ့လျှောက်ပြီးမှလည်းပြောသွားမှာနော်ပုံကတော့ခံမလာခံရောကြာမလာကြာရောဆိုတဲ့အတွင်းတွေပဲဦးစင်းတော့ပြောရမှာပါဗျအားလုံးတော်ပါပဲဗျ